အားလုံးပဲမင်္ဂလာပါရှင်ကျွန်မမိတ်ဆွေများအားလုံးရဝေးရနီးရနေကျွန်မတို့ချစ်ကြအားပေးကြတယ်ယုံကြည်အားပေးကြတယ်ခုနှစ်သားသမီးများအားလုံးရှင်နေပွားသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနေနဲ့ပြည့်စုံကြပါစီရှင်တနင်္ဂနွေသားသမီးများအတွက်ငားလာပိုင်းကြံ့ကြမအစိုးရကောင်းများကိုကုကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတော့။တနင်္ဂနွေသားသမီးများကငားလာပိုင်းမှာဆိုလို့ရှိရင်သူကအလုံးနဲ့ပတ်သက်တာတွေ အပြောင်းအရွှေ့အပြောင်းလဲတွေဖြစ်မှာဖြစ်ပါတယ်။ကောင်းသောပြောင်းလဲခြင်းတွေကောင်းသောအပြောင်းအရွှေ့တွေဖြစ်တတ်ပါတယ်နော်။အဲ့တော့တနင်္ဂနွေသားသမီးတွေကအလုပ်နေရာတွေပြောင်းရွှေ့ရသလိုအိုးအိမ်နေရာထိုင်ခြင်းတွေလည်းပြောင်းရွှေ့ရတတ်ပါတယ်။ကောင်းတဲ့ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင် ကောင်းခြင်းတွေပိုင်ဆိုင်ရမယ့်ကာလတစ်ခုလို့ပြောလို့ရပါတယ်နော်။ လုပ်ငန်းနဲ့ပတ်သက်ပြီးမိမိတို့အလုံးနဲ့ပတ်သက်ပြီးတော့မှတိုးတက်ကောင်းမွန်လာတာတွေနာမည်ကောင်းတွေရရှိတာတွေနေရာကောင်းတွေရရှိတာတွေလုပ်ငန်းတိုးချဲ့ခြင်းတွေကြုံရမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေကဒီငါးလပိုင်းမှာဆိုလို့ရှိရင်ပေါ့အိမ်တော်မရှိသေးတဲ့သူတွေဆိုလို့ရှိရင်တော့အိမ်တော်ကြခြင်းရှိပါတယ်အဲ့တော့အိမ်တော်ကြမယ်ဆိုလို့ရှိရင်လည်း အရန်ကောင်းတဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများအနေနဲ့ဒီငါးလပိုင်းဆိုတာမိမိတို့အနေနဲ့ကောင်းမွန်တဲ့ကံကြမ္မာတွေရောက်ရှိလာတဲ့ကာလလို့မှတ်ထင်ထားမှာဖြစ်ပါတယ်။ယုံကြည်ထားမှာဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့အလုပ်အကိုင်းတွေကိုယ့်ရဲ့အပြောအဆိုတွေကအစကောင်းတဲ့ဘက်ကိုဥတီလာပြီးဖြစ်တဲ့အတွက် ဒီချိန်ဒီကာလမှာမိမိတို့ရဲ့ကံတရားကိုမိမိတို့ကထိမ့်သိမ့်ဖို့လိုအပ်ပါတယ်။မွေးနေ့တိုင်းမှာအိယာပြောင်းရွှေ့အိတ်တာတို့နော်တတ်တလော့လေးစားပေးတာမျိုးပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီတစ်နှစ်လုံးမှာကိုယ့်ရဲ့ကောင်းခြင်းတွေကတစ်နှစ်ပတ်လုံးအတွက်ကောင်းဖို့အတွက်ကိုရရှိဒိဋ္ဌံ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။နော်။ဥပမာရက်ရှိဒိဋ္ဌံဆိုရင်ကျမတို့ညောင်းဆဲပင်ဒိဋ္ဌံလဲဝင်လို့ရတယ်လို့နှိရှိကာလာများအတွက်မိမိတို့ကိုယ့်ရက်ကနေဝင်လိုက်မယ်။ကိုယ့်ရက်ကနေဝင်လိုက်မယ်ဆိုရင်ဟိုဂုံတော်ကိုးပါးကိုပဲကိုယ့်ရက်ဝင် 6ရက်ဝင်ပြီးွားရင်6ရက်နာ17ရက်ထပ်ဝင်ဒါမျိုးလေးကိုတဆင့်တဆင့်တိုးွားပြီးတော့ဝင်လဲရတယ်တို့မဟုတ်ညောင်ဆဲပင်အဋိဌံကိုဝင်ပြီးလဲရပါတယ်เนาะအဲ့တော့တနင်္ဂနွေသားသမီးအနေနဲ့ဒီကာလမှာနိုင်ငံရသားခရီးနဲ့ပတ်သက်တာတွေခရီးတူနဲ့ပတ်သက်တာတွေနောက်ဖျားဘူးခရီးတွေထွက်ရတတ်ပါတယ်နိုင်ငံရသားခရီးတွေတွားမယ်ဆိုရင်လည်းအောင်မြင်တဲ့ကာလတစ်ခုဖြစ်ပါတယ်တွားရောက်တတ်ပါတယ်เนาะအဲ့တော့မိမိတို့ အိမ်မှာတနေ့ကနေတားသမီးအနေနဲ့ကကြတော့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရာလေးတွေကြောက်ဆုံးတတ်ပါတယ်တခိုးခိုးခြင်းတွေခံရတတ်ပါတယ်နော်ဒီအချိန်မှာတော့ခရီးနဲ့ပတ်သက်တာတွေအကျိုးပေးတယ်လို့ပြောလို့ရပါတယ်အိမ်မှာနေရတယ်ကိုမရှိဘူးခရီးတွေအများတန်းသွာလာနေရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေမှာညီကိုမောင်နှမတွေမှာပေါ့ခွဲခွာနေတယ်ဆွေမျိုးသားချင်းညီကိုမောင်နှမတွေနဲ့ ဒီကာလမှာပြန်ဆုံရတတ်ပါတယ်အဲ့တော့မိမိတို့အိမ်မှာကောင်းမွန်တဲ့နမိတ်လေးတွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဥပမာဟိုကိုယ့်ရဲ့အိမ်မှာပေါ့အရှိရကနေဟိုအတောင်ပါတဲ့တတဝါတစ်ခုခုပေါ့ငှဲ့တို့စာကလေးတို့ခိုးတို့လိပ်ပြာတို့ဒါမျိုးလေးတွေဝင်လာတဲ့အရှိရကနေဝင်လာတဲ့ဆိုရင်ဒါဆိုနမိတ်ကောင်းနေပဲအဲ့တော့ကိုယ့်ရဲ့အကြံစီတွေကိုယ့်ရဲ့အလုပ်အကိုင်တွေကအဲ့ဒီဝင်လာပြီးတဲ့နောက်ပိုင်းမှာ အောင်မြင်သွားတတ်ပါတယ်။အကျံအစီတွေလည်းအောင်မြင်တတ်ပါတယ်။ကိုလိုချင်တဲ့ဆန္ဒတွေလည်းပြည့်ဝတတ်ပါတယ်။ဒါကြောင့်တတိလေးထားပါ၊နမိတ်လေးတွေကိုကြည်ပါ။ကိုကိုရန်လည်းကောင်းမွန်စွာနဲ့နေပေးပါလို့ကျမအနေနဲ့အိုက်တော်ပါတယ်နော်။အဲ့တော့တနင်္ဂနွေသားသမီးများအနေနဲ့ဒီကာလမှာမျိုးကိုအကြောင်းပြုပြီးတော့မှဒီဒီကာလလေးမှာပေါ့အမွေကိစ္စတွေပြောဆိုပါတတ်တယ်။မျိုးနဲ့ပတ်သက်ပြီးတော့လည်း ပြောဆိုရတတ်တယ်။နည်းနည်းတော့စိတ်ညစ်ရမယ်။ဈားထဲကနေပြီးတော့ခလောက်ဆန်ပြီးတော့မှစိတ်ကွမ်းကွဲစရာတွေလည်းတွေ့မြင်ရတတ်တယ်။အဲ့တော့တနေ့ကနေသားသမီးများငယ်ရွယ်သူဆိုလို့ရှိရင်ပေါ့ဒီကာလမှာအချစ်ရေးမှာပေါ့အိမ်အောင်မရှိသေးတဲ့သူအပြူလူပြူငယ်ရွယ်သူများဆိုရင်တော့ကိုယ့်ရဲ့အချစ်ရေးမှာစိတ်တော့ကရောက်ပြီးတော့မှ လန်းခွဲသွားရတတ်ပါတယ်။ဒါလေးကိုနည်းနည်းဂယူဆိုင်ပေးပါ။အပြောအဆိုလေးတွေဂယူဆိုင်ရမှာဖြစ်ပါတယ်။ဘာမဟုတ်တဲ့ကိစ္စလေးရနေပြီးတော့မှကြီးကျယ်ခမ်းနားစွာနဲ့လန်းခွဲသွားရတာလို့တယောက်နဲ့တယောက်မကြည့်ကျင်တော့လောက်အောင်မုံသွားတတ်ပါတယ်။ဒါကြောင့်တင်းငွေနေသားသမီးများဒီကာလာလေးမှာမိမိတို့ရဲ့အညံ့အခိုက်တွေပြောက်သွားခြင်းနဲ့တတ်တာပြောက်ကင်းသွားခြင်းနဲ့ဆိုလို့ရှိရင်တော့ မြတ်စွာဘုရားရှင်ကိုနွားလို့နော်နွားလို့ဆုံးကပ်ပေးပါနောက်တစ်ခုကရေတက်စီလှူပေးပါနွားနို့လေးကိုဆုံးကပ်ပေးမယ်ရေတက်စီလှူတမ်းပေးမယ်ရေတက်စီကတော့ကိုယ့်ရဲ့မွေးနေမွေးနံတောင်မှာသွားလှူပေးလဲရပါတယ်ဒါပေမဲ့လို့တနည်းဦးနေသားသမီးများအနေနဲ့ကျမ်းမာရေးအထူးကူးစိုက်ပါဒူးအောက်ပိုင်းနေ ခအောက်ပိုင်းဒီမှာကြိုက်တာတွေနာတာတွေနော်ခြေထောက်မထောက်နိုင်တာတွေလမ်းမလျှောက်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီလိုမျိုးဖြစ်နေတဲ့အခုပြောနေတဲ့အချိန်မှာဖြစ်နေခဲ့တယ်ဆိုလို့ရှိရင်အញ្ញံဆုံးဖုံးကြောင်သွားပြီးတော့မှမိမိတို့အနေနဲ့ရက်တောင်လှူပေးရမှာဖြစ်ပါတယ်ရက်တောင်လှူပေးမယ်နောက်ရေစစ်လှူပေးမယ်နော်ဖုံးကြောင်မှာရေစစ်လှူပေးမယ်ဆရာတော်တန်ဃာတော်ယဟန်တန်ဃာတော်တွေ ကင်နဲ့ရက်တောင်ပေါ့နော်တငါတော့ရက်တောင်နေပါလေလှူဒန်းပေးလိုက်ပါမကြခင်အမြန်ဆုံးကောင်းသွားတတ်ပါတယ်ဒီကာလမှာဒီ9လပိုင်းမှာဆိုရင်တော့ဒီမိမိတို့အနေနဲ့အာယူကြုံနဲ့နဲ့ညံ့ပါတယ်ကျမရေးတွေခဏခဏတရှောင်ရှောင်ဘာမဟုတ်တာနဲ့လဲစေးုံစေးကန်းနေရောက်ရှိတတ်ပါလေဒါလေးကိုအထူးကယူဆိုင်ဖို့လိုအပ်ပါတယ်အဲနောက်ဆုံးကံမြင့်ခြင်းနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအောင်မြင်ခြင်းနဲ့เนาะ မိမိတို့အတွက်ကံမြင့်အောင်လို့ဝါကြတော့တရဲညွန်လေးဆယ်ညွန်ဖန်ခွက်လေးနဲ့ထိုးပြီးတော့မိမိတို့အိမ်ပြရမှာပဲလှူဒန်းပေးလို့ရပါတယ်။မွေးနေ့9:45မှာလှူဒန်းပေးရင်အကောင်းဆုံးအချိန်ခါဖြစ်ပါတယ်နော်။နောက်ဆုံးအနေနဲ့ကမိမိတို့မှာအင်တာဗျူးဖြေဆိုမယ်နော်။မိမိတို့ရဲ့အလုပ်အလုပ်ရဖို့အလုပ်သွားရှောင်မယ်။ဟောအကြီးအကဲနဲ့တွေ့ဆုံမယ်။အဲ့လိုအခါမျိုးမှာ အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့တန်လိုက်တုံးလေးတုံးကိုစောင်းသွားလိုက်ပါဒါဆိုရင်အောင်မြင်တတ်ပါတယ်เนาะတန်လိုက်တန်လိုက်တုံးလေးတုံးကိုလည်းမိမိတို့ရဲ့ပတ်ဆိုင်လေးထဲမှာထည့်ပြီးတော့စောင်းထားမယ်ဆိုရင်လည်းအရန်ကောင်းပါတယ်ကဲတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင် ကျမကတော့ဆရာကြီးမင်းသိင်္ဂါရဲ့တပည့်တူဖြစ်တဲ့ဆရာမတင်းတန်နာဆိုဖြစ်ပါတယ်။ကျမရှိမှာဗီဒီမေးဗီဒီမေးကျင်တာပဲဖြစ်ဖြစ်နော်အိမ်ရောင်းဝယ်ကျင်တာပဲဖြစ်ဖြစ်နော်အချီးကိစ္စတွေအိမ်ောင်ရေးကိစ္စတွေဆွေးနွေးတိုင်ပင်ကျင်တာပဲဖြစ်ဖြစ်ကျမရဲ့တစ်တော့အကောင့်မှာဖုန်းနံပါတ်လေးကြီးရေးပေးထားပါတယ်။ Viber ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။